ထုတ်ကြိုက်တဲ့တွေအတွက်ဖတ်ထုတ်လုပ်နေလေးလာပါပြီ။မောင်စုံကအားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဟင်းချက်နီးလေးကိုတိတိလောက်ပြန်လဲမျှဝေပေးနေတဲ့ Silent ပါ။ခုလုံနီးလေးကတော့အရန်ကိုလွယ်ကူရိုရှင်းပြီးစားရတဲ့အရန်ကောင်းပါတယ်။ကျွန်တော်တို့ဝတ်ကြိတ်သားလေးကိုဆက်လေးထဲမှာထည့်ပြီးဒီခါပြန်ကြိတ်ပေးရပါမယ်။ပြီးရင်ကျွန်တော်တို့ပပလီထားတဲ့စတုမိတ်နဲ့ဂျင်းလေးကိုရေလေးနဲ့ထည့်ပြီးထောင်းပေးရပါမယ်။ကျွန်တော်သူ့အရေးပဲသုံးပါပါ။ အဖတ်တွေမယူပါဘူးစကားလေးနဲ့စစ်ပြီးအရေးလေးထည့်ပြထားပါမယ်ချက်သွန်ဖြူနနံအမြင့်မြုပ်ကောင်းမဲလေးထောင်းထားတာလေးထည့်ပါမယ်ပြီးရင်ကျွန်တော်ဒီနံပါတ်ခါပြန်ကြိတ်ပေးပါမယ်အရာဓာတ်ကတော့ QC သုံးထားပါတယ်ဘယ်ငံမြားရေးအကြီးသုံးပါတယ်အသားမုတ်သုံးပါတယ် star အနေငယ်သုံးထားပါတယ်ပြီးတော့တကြားလေးပါထည့်ပေးရပါမယ်အချို့အတွက်ကတော့တကြားသုံးထားပါတယ် ဒီနှမ်းစီမွေးလေးကျွန်တော်ထည့်ပေးရပါမယ်။ကြအူသလုံးခောက်ထည့်ပေးပါမယ်။ပြီးပြောင်းကော်မုံလေးထည့်ပေးပါမယ်။အားလုံးထည့်ပြီးပြီဆိုရင်ဆက်လေးနဲ့တေးရှာလေးပြန်ကြိတ်ပေးရပါမယ်။အသားလေးလူညံ့တော့ပါ။ကြိတ်ထားတဲ့အသားလေးတွေရပြီဆိုရင်ကျွန်တော်တို့ရေခဲတိတထဲမှာနည်းဆုံး3နိုင်နိုင်လောက်ထားပေးရပါမယ်။အသားလေးတွေနည်းနည်းမာအောင်ပါ။ထုတ်တဲ့အခါမှာပိုပြီးလွယ်ကူအောင်ပါ။အခုဆိုရင်ကျွန်တော်တို့စာပြီးထုတ်နေပါပြီ။ ဒီပတ်တုပ်လေးဆိုရင်မကြကနာလောက်စားပြတဲ့အစားအစာလေးပါကျွန်တော်လည်းအရင်ကြိုက်တယ်လို့ကျွန်တော်တားငယ်လေးတဲ့အရင်ကြိုက်တဲ့အစားအစာလေးပါမိမိလောက်ထားတဲ့ပတ်တုပ်လေးတွေစားလို့မကုန်ဘူးဆိုရင်ထုတ်ထားပြီးတော့ကျွန်တော်တို့ရေခဲတိတာအခဲခန်းထဲမှာတင်ထားမယ်ဆိုရင်အနည်းဆုံးတစ်လနှစ်လတော့ဒီအထားခံပါတယ်ကိုယ်စားခန်းဒီမှာထုတ်ပြီးမှပြန်ပြုတ်စားလဲရပါတယ်ချက်သွင်းပြစီတက်ထားတဲ့ကိုထည့်ပါမယ်ပေငံများကြီးအကြီးထည့်ပါမယ် ပင်ငံပြာရဲ့အနောက်အချိုထဲပါမယ်။ဂျာညုံနဲ့ခေါ်ကြပါရစေ။ကျွန်တော်တို့မုံရင်းရွက်လေးကိုပြုတ်ပါမယ်။မုံရင်းရွက်လေးတွေရလာပြီဆိုရင်ကျွန်တော်တို့ဆဲထုတ်ထားပေးထားပါမယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့ဖတ်ထုတ်လေးတွေပြုတ်ပါမယ်။ဖတ်ထုတ်လေးတွေပြုတ်တဲ့ချိန်မှာချက်ချင်းမမွေရပါဘူး။တစ်မိနစ်လောက်နေပြီးမှမွေပေးပါ။အဖုံလေးဖုံသွားပါဆိုရင်ကြက်ပြင်းပါလေပထုံလေးကြက်လာပြီဆိုရင်သူအပြေပေါ်မှာပေါ်တော့ပေါ်လာပါလိမ့်မယ် ြီးရင်ကျွန်တော်စကားလေးနဲ့စစ်ထုတ်ပြီးခုနကကျွန်တော်ဆက်ထားတဲ့အကန့်လုံးလေးထဲမှာထည့်ပါမယ်။ကြက်ပြုတ်ရည်လေးထည့်ပါမယ်။ကြက်ပြုတ်ရည်ကိုနောက်နေ့ကျမှကျွန်တော်လုံနည်းတင်ပေးပါမယ်။ခုဗီဒီယိုလေးကရှင်းတော့မှာဆိုလိုပါ။မုံကြီးရည်လေးထည့်ပါမယ်။ကြက်တုံမင်းလေးထည့်ပါမယ်။ငြုံကောင်းမှုထည့်ပါမယ်။ခုဆိုရင်စားကြည့်ဆိုပဲအရန်ကောင်းတဲ့ပတ်ထုပ်ပြုတ်လေးရပါပြီ။ခုလိုမျိုးဗီဒီယိုတွေကြိုက်နေတဲ့ဆိုရင် like share comment လေးတွေနဲ့အားပေးတော့ကြပါလို့တောင်းဆိုပါရစေ။အဆုံးထိလိုက်ပါကြည့်ရှုတဲ့အရောက်တိုင်းကိုလည်းသူကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်